ကောင်းမလေးဟာအဲ့နေရင်ထလာပြီးတော့ညမိတ်စာကိုကြည့်ပြီးငါအဲ့နေတဲ့အချိန်မှာငါခနာကိုယ်ထဲမှာဝင်ပူတယ်ဆိုရင်ငါတခါတည်းကိုကိုကိုအပြန့်ရှင်းလဲမှာနော်ထို့အချိန်မှာပဲညမိတ်စာဟာလေငါကနင်းခနာကိုယ်ထဲဝင်ကျင်တာမဟုတ်ဘူးနင်းခနာကိုယ်ကအရန်ပဲပြော့ညာလို့နေနင်းလောက်အလုံးနဲ့လူကိုမတွေ့ဘူးဘူးငါကနတ်ထားတဲ့ကကြံခဲ့တယ်ငါခနာကိုယ်ကို တော့ယူဖို့ရအတွက်ပဲလို့ပြောပါတယ်။နောက်ကနေ့မနက်မှာတော့ဝိစာကိုင်းကစီယာတခင်ကြီးဟာမနေ့ကတော့ညမိတ်စာနတ်သားကိုလာလူရမှုဖြစ်သွားတဲ့အတွက် ဒီနတ်သားကိုကာကွယ်ဖို့ရအတွက်နတ်သားကိုက်ဆောင်သူရဒူးကိုပေးဖို့ရန်နတ်သူငယ်များကိုပြောနေပါတယ်။ထို့အစင်မှာပဲနတ်ဝိစာဆရာတခင်ကြီးဟာဘဲဒီရဒူးနေရာကနတ်သူငယ်များဘသူမှဆိုဒီနတ်သားကိုက်ဆောင်သူအဖြစ်နဲ့ပါဝင်ဝင်ရောက်ရှင်ပြန်နိုင်ပါတယ်လို့ကြီးညာလိုက်ပါတယ်။ထို့အစင်မှာပဲနတ်ဝိစာတခင်ကြီးရဲ့တမိကလည်းသူပါဝင်ရှင်ပြန်မယ်လို့ပြောပါတယ်။ထို့အစင်မှာပဲညမိတ်စာဝင်းရင်းဟာလူကောင်မလီကို နင်ကောစဉင်းပြလိုက်တော့လို့ပြောပါတယ်။အဲ့ဒါနဲ့ကောင်မလေးကလည်းငါ့ကိုဆေးရလွတ်ဆရာမလိုပါဘူးဆိုပြီးတော့နမေစဉင်းကောက်ပေးလိုက်ပါတယ်။ထိုချိန်မှာပဲတခြားနှဝိစာတွေကလည်းအလွန်ကိုမှအံ့ဩတော့ပါတယ်။သူ့လိုလူပီကလာတဲ့အသူကတော့ဘလို့လို့အဲ့လောက်တောင်စောင်းနိုင်မှလဲဆိုပြီးတော့တီတော်ပြောနေကြပါတယ်။ပြီးတော့နတ်သူငယ်တယောက်ကထပြောပါတယ်။အစင်းနှိမ်နတ်သူငယ်လို့တောင်ပြောလို့မရပါဘူး။သူ့ကို သူ့ကဇာတင်ဆောင်ကို သမျက်စီလဲတဲ့လူတသားပဲလို့မပဝင်စေချင်၍ပြောဆိုပြတဲ့တယ်ဒီလိုတွေပြောဆိုနေမှာတော့ဝိစာသခင်ကြီးဟာစာတင်ဆောင်ရဲ့နဝိစာသခင်လေးကိုလှမ်းပေးပါတယ်နင်ကောဘလို့တဘောလဲဆိုပြီးအဲ့အချိန်မှာဝိစာသခင်လေးယွင်ရဟာဘယ်သည့်အစင်အတန်းကနတ်သူငယ်မျိုးမှဆိုပါဝင်ရှင်ပြန်နိုင်ကြောင်းရှောက်ထားတော့ပါတယ်ဒီလိုနဲ့ပဲလူကောင်မလီဟာစင်ရင်ပြနေတော့ပါတော့တယ်အဲ့ဒီအချိန်မှာညာမိတ်ဆာဟာနင်းစိတ်မပူနဲ့ ငါနင့်ကိုနတ်ထားခိုင်ဆောင်နေအောင်လို့ကူညီပေးမယ်။နင်ကငါ့တို့ငါခန္ဓာကိုပြန်ရအောင်ကူညီပေး။အဲ့ဒီလိုနဲ့လည်းသဘောတူညီလိုက်ကြပါရစေ။ဒါပေမဲ့ကောင်းမလေးဟာနင်မမင်းနဲ့နတ်ထားခိုင်ဆောင်တူဟာညာမိတ်ဆာကိုအပြတ်ရှင်းရမယ်တောင်းလို့ရှိခဲ့။ကောင်းမလေးဆောင်ကိုပြန်ရောက်တဲ့ခါမှာတော့ညာမိတ်ဆာဟာနင့်ကိုနင်ဘာထင်းနေရလဲ။ငါ့ကိုခဏခဏကနာညင်းအောင်လုံးဆောင်နေတာ။နင့်ကိုအခုကလေးကငါအပြတ်ရှင်းလိုက်လို့ရတယ်နော်။နင်ငါ့ကိုစိတ်တူအောင်မလုပ်နဲ့။ ။ကောင်မလေးကလည်းမင်းငါကိုအခုတက်လိုက်လဲနင်းခန္ဓာကိုပြန်မရတော့ဘူးနော်။ညာမိတ်စာလည်းပဲမကိုလာချင်းချောက်ရဲတဲ့ပေါ့ဆိုပြီးကင်ပေါက်လိုက်ပါတယ်။ပြီးသားပြောပါသေးတယ်။ငါနင်းအမဲကိုတက်လိုက်တော့ရောဘာဖြစ်လဲ။နင်းကိုပါထက်တက်လို့ရသေးတယ်။ပြီးတော့နင်းဆရာသခင်ကိုပါတက်လို့ရသေးတယ်။နင်းဒီတိုင်းငါကိုနာကြီးနေတော့လာပြောမနေပါနဲ့။ဆိုပြီးတော့သူ့ရဲ့ညာမိတ်စာအစွမ်းတွေကိုကောင်မလေးတဲ့ကိုထည့်ပေးလိုက်ပါတယ်။နင်းကငါကငါ့ရဲ့ညာမိတ်စာအစွမ်းတွေကိုထည့်ပေးလိုက်တာကနင်းဟာအရင်ညံ့ဖင်လုံးလို့နင်းကိုအစွမ်းတွေကျင့်ကြလို့ရအောင်လဲထည့်ပေးလိုက်တာ။ အဲ့လိုနဲ့ကောင်မလေးကနင်ကငါ့ကိုညာမိတ်ဆာခြေပြောင်းစေချင်တာလားညာမိတ်ဆာကလည်းငါကနေမုံတဲ့ညာမိတ်ဆာကိုနင်ထစ်သွားတယ်ဆိုရင်အရင်ကြည့်နေမှာတိတ်မကြခင်မှာပဲနင်ကငါ့လိုပဲထိန်းချုပ်လို့မရဘဲနဲ့မကောင်းတဲ့အရာတွေလုပ်တော့မှာအဲ့ဒီအချိန်မှာပဲကောင်မလေးဟာသူ့အစွမ်းနဲ့ပြစ်လိုက်ခဲ့တဲ့ခါမှာတော့ထူးခြားစွာနဲ့သူ့အစွမ်းတွေအစွမ်းထက်နေတယ်ဆိုတာသိလိုက်ပါတယ်ငါအစွမ်းတွေရလာပြီအဲ့ဒါနဲ့ညာမိတ်ဆာကငါနင်ကိုပညာတွေသင်ပေးမယ်အစွမ်းဒီအများကြီးတုံးပြီးတော့ပြုတ်လုပ်လိုက်တဲ့အခါမှာကောင်မလေးကလည်းဒါပါတယ်ဟေ့နင်းအခုချက်ချင်းရက်လိုက် သူများတွေသူ့သွားမယ်ဆိုပြီးစိုးရင်နေပါတယ်။သူစိုးရင်သားတို့လိုပဲသူ့တငယ်ချင်းတွေဟာသူဆန်းတဲ့အရာတွေကိုနင်းအိမ်မှာတွေ့ရတယ်ဆိုပြီးရောက်လာပါတယ်။သူ့တငယ်ချင်းတွေဟာဒီအစွမ်းလားခီးတဲ့ညမိတ်ဆာအစွမ်းမဲဆိုပြီးတော့သူတို့ဆရာသခင်နဲ့တိုင်ပြောမယ်ဆိုပြီးပြောပါတယ်။အဲဒီလူနဲ့ကောင်မလေးကထက်လာပြီးငါအစွမ်းနေကြီးထွားလာတာငါကွန်းကလေးကျင့်နေတာပါဆိုပြီးပြန်ပြောပါတယ်။အဲ့ဒါနဲ့သူ့တငယ်ချင်းတွေဟာနင်းလျှောက်ပြောနေတာနင်းစီမှာဝိဇ္ဇာအရင်မြင်မှမရှိတာဘယ်လိုလို့အစွမ်းနေရှိနေမှာလဲ။ဘာနေနေရသွားတိုင်လိုက်တော့မယ်။ ကောင်မလေးကသူ့တငယ်ချင်းကိုတားလိုက်ပါတယ်။ငါတငယ်ဝိဇာအရင်မြင်ရောက်လာတာဆိုပြီးတော့ပြောပါတယ်။လက်တွေလည်းပြလိုက်ပါတယ်။သူ့တငယ်ချင်းကလည်းထတ်မေးပါတယ်။နင်ကဘလို့လုတ်ပြီးရလာတာလဲ။ကောင်မလေးကနှစ်သားပေါက်ကဲထွက်သွားတဲ့နေ့ကငါတွေ့ကြောတဲ့ကလည်းပွင့်ထွက်သွားပြီးတော့အစွမ်းတွေကထွက်လာတယ်။ငါအင်းကြီးကတည်းကကြင်ကြန်နေတာ။ကန်ခေါင်းလို့နှစ်သားကိုယူလာနိုင်ခင်လဲငါတို့အစစ်နိုင်နှစ်တငယ်တွေလည်းနမေရတာပေါ့ဟာ။အဲ့လိုနဲ့ပဲသူတငယ်ချင်းတွေကလည်းယုံသွားပြီးပြန်သွားပါတယ်။နောက်တနေ့မိတ်မှာ nerd အတန်းတက်ရပါတယ်။အိမ်မှာကောင်မလေးစာတင်နေတော့ ညမိချဝိညာဉ်ဟာနတ်သခင်ဆရာကိုပစ္စည်းနဲ့ပစ်ပေါက်လို့ကောင်းမလီပစ်ပေါက်တဲ့အထင်နဲ့အပြင်ထပ်ပြီးအပြစ်ပေးခံထားရပါတယ်။ထို့ရှိမှညမိချကပါပူညောင်းစီရန်ခန္ဓာကိုယ်ကိုပြန်ပေးလိုက်ပါတယ်။ခဏကြာတော့ကောင်းမလီရဲ့နတ်ဆရာရင်ရရောက်လာပြီးငါကြည့်လိုက်တာနဲ့နင်အပြစ်ပေးခံထားရမှန်းသိရတယ်။နင့်ကိုကူညီပေးနိုင်တာတခုပဲရှိတဲ့ဆိုပြီးလက်ညောင်းမှာဆိုလို့လက်အမူအရကိုပြန်ပေးလိုက်ပါတယ်။ သူတို့နားနေတဲ့နေရာရောက်တော့ညာမိတ်စာကောမလေးကိုထပ်တတိပေးလိုက်ပါတယ်။နေမနေ့ဖြန်ရှုံနေခရင်နင်ကောနင်းစရာတခင်ကိုကောတပစ်မယ်လို့ပြောပါတယ်။အဲ့ဒါနဲ့ကောမလေးကလည်းလိုက်လျောပါတယ်။ကျမကိုတင်ပေးပါဆိုပြီးတောင်းဆိုပါတယ်။နာမိတ်စာဟာလည်းပညာတွေတင်ပေးလိုက်ပါတယ်။နောက်တည့်ရက်ပြန်ပွဲပြန်ကြတဲ့အခါမှာနတ်သူငယ်ဖော်တယောက်ကအချက်မရှိလာပြန်ရဲတယ်နော်လို့ပြောဆိုပါတယ်။သူအချင်းမှာပဲညာမိတ်စာဟာလည်းနင်းရှုံရင်တေးပြီးတာမှလို့ချင်းချောက်နေပြန်တယ်။ တိုက်ခိုက်ကြတဲ့နဲ့ကောင်မလေးကကံကောင်းစွာအနိုင်ရသွားပါတယ်။အနိုင်ရသွားတဲ့အခါတငငချင်းတွေကလာချီချူကြပါတယ်။ဒါကိုညာမိစာဟာဒလတိုက်ခိုက်တာညံ့နေတာကိုနင်ကအောင်ပွဲခံသေးတယ်ဘောလို့ပြောဆိုပါတယ်။ပြင်းရောင်းရင်များများလေးကြည့်လို့ထတ်ဆူလိုက်ပါတယ်။တစ်ဖက်မှာလည်းကောင်မလေးဆီယာတခင်းကိုဝိဇာတခင်းကြီးကနင်းတပဲ့ဘာလို့ထူးထူးဆန်းဆန်းအစွမ်းကြီးရလာတာလဲလို့မေးမြန်းနေပါတယ်။ဆီယာတခင်းဟာလူတိုင်းကလိုင်းအောင်အချူကြီးတောက်ပြီးဘာမဆိုဖြစ်နိုင်တယ်လို့ပြန်ပြောလိုက်တော့လက်ခံသွားပါတယ်။ တစ်ဖက်မှာလည်းကောင်မလေးကိုသူ့တင်ငယ်ချင်းတီကနင်းဒီပွဲကနေထွက်သွားရင်ဓာရီဖေးမယ်ဆိုပြီးလာထိုးနေပါတယ်လက်မခံတော့ဝိုင်းအနိုင်ချင်းကြပါတယ်ညာမိတ်စာကကူညီဖို့လုပ်ပေးမယ်ကောင်မလေးကညာမိတ်စာအစွားနဲ့မိုးနတ်သူငယ်တွေရိပ်မိမှဆိုးလို့မကူညီခိုင်းပါဘူးခဏကြာမှတော့ယွင်ယာဝိဇာတခင်ရောက်လာပါတယ်ပွေချီသွားပြီးကုသပေးဖို့အလို့မှညာမိတ်စာဟာအကြောင်းအရင်းမသိကြပဲတဝင်းစတူပြီးသူ့ပွေထားတဲ့အပေါ်ကနေစင်ခိုင်းလိုက်ပါတယ် ကော်မလီလည်းမသက်သာတဲ့အဆုံးညာမိတ်ဆာစကားကိုနားထောင်လိုက်ရပါတယ်။ပြီးတော့ညာမိတ်ဆာဟာကော်မလီကို သူ့ကိုယ်တိုင်ကူတာပေးခြင်းပါတယ်။ဒါပေမဲ့ကော်မလီကိုတောင်းဆုခိုင်းပါတယ်။ကော်မလီမတောင်းဆိုတော့စိတ်ဆိုးပါတယ်။ကော်မလီလည်းသူ့ကိုကူတာပေးဖို့တောင်းဆုရပါတော့တယ်။ညာရောက်တဲ့အခါမှာလည်းကော်မလီဟာညာမိတ်ဆာကိုအိမ်မထဲမှာဆုံးမဖြစ်ဖို့လုပ်ပါတယ်။ဒါမှလည်းသူပဲဆုံးမခံလိုက်ရပြန်ပါတယ်။